အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ CRM စစ်သားဇင်အောင်ဖြစ်ပါတယ်2025ခုနှစ်နိုဝင်ဘာလ23ရက်စီးရီးသတင်းကောင်းတော့သုံးသပ်ချက်များကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ကျွန်တော်ရဲ့ YouTube ကနေဗီဒီယိုလေးကိုလက်မလေးထောင်ပြီးတော့ comment လေးတွေရေးပေးကြဖို့လည်းမြစ်တာရက်ခံပေးရစီခင်ဗျာမြို့တော်ရန်ကုန်ကနေစကြအောင်ပါရန်ကုန်မော်ဘီလေတဲ့စခန်းအတွင်းမှာတော့မြေကြီးနားလေတဲ့စခန်းဌာနချုပ်ကနေ F7 တိုက်လေရင်အုပ်တွေပြောင်းရွှေ့ရောက်ရှိလာပေမဲ့အုံမှုလို့သူပြန်ပါလာတာတော့မတွေ့ရသေးပါဘူးဒုတိယအုံမှုဗိုလ်မှူးသစ္စာဝင်ဗိုလ်ကြီးတန်ကျော်နဲ့ခေါင်းစားဝင်အဖွဲ့သားရောက်ရှိလာခြင်းဖြစ်ပါတယ်အုံမှုဆိုသူကတော့ Liar CB မှာနောက်ကနေအေးအေးဆေးဆေးလိုက်လာတာလည်းဖြစ်ကောင်းဖြစ်နိုင်ပါတယ်ပါလာတာလို့ခေါ်တဲ့ပူပေါင်းစစ်စေးရေးနဲ့လေဒီတင်တန်းเจ้าမှာတော့တင်တန်းသားအယောက်200ခန့်လေ့ကျင့်နေတာတွေ့ရပါတယ် တင်နှန်းစင်းကနေလေးဒီကုံလေ့ကျင့်မှုတွေပြုလုပ်လျက်ရှိနေပါတယ်။လေ့ကျင့်တဲ့ပုံတွေရတော့အချိန်စိတ်ခုံတာ free work ခုံတာမျိုးမဟုတ်ပဲအချိန်ခံလေ့ကျင့်တဲ့အနေအထားမျိုးဖြစ်ပါတယ်။အနေနာဝင်းရဲ့ဖွဲ့တွေရဲ့တွေ့ရှိကြအရာဆိုရင်တော့လူသစ်စတားတွေကိုလေ့ကျင့်နေတယ်လို့ပဲသုံးသပ်ရပါတယ်။ဒီလိုဆိုပါလေလေကြီးစစ်သားတွေနဲ့ချပေးပြီးမြို့တွေကိုပြန်လဲတိမ့်ပိုက်မဲ့စစ်စေးတရားရှိလာနိုင်ပါသလားမရှိနိုင်ပါဘူးမဖြစ်နိုင်ပါဘူး လေချောင်းကနေ air drop ချတာတောင်းတဝက်တဝက်စီဖြစ်နေတဲ့လေရက်ရဲ့အခုလိုလူသစ်စစ်သားတွေကိုပေါင်းဆက်လိုက်မယ်ဆိုရင်ဒေါ်လာရင်းတက်ဖွဲ့တွေအတွက်ကြော်စရာတောင်းကောင်းနေပါလေဦးမယ်အဲ့လောက်ကြီးတော့မဟုတ်ပေမဲ့လေချောင်းရှိတက်မှာလေးစခလေးကျွန်တော်တိုက်ကြည့်ရှင်းဆိုင်ပါတော့လေချောင်းရှိတက်မှာလေးလိုမျိုးစေကူးမျိုးသိန်းတိုက်ပွဲတွေတော့လို့10ဘီ15ဘီလောက်ကနေခုံစင်းတာတို့ကျိုးနဲ့စင်းတာတို့မျိုးတွေလောက်ချင်ပုံရပါအလုံးမဖြစ်နိုင်ပါဘူး ပြီးခဲ့တဲ့ရှင်ကုနဲ့တပိတ်ချင်းတိုက်ပွဲတွေတုံးဟာဗက်ပြောင်းလာခဲ့တဲ့သူတွေအဲ့တိုက်ပွဲမှာတုံးဟာတိုက်ပွဲတွေမှာပါဝင်ခဲ့ပြီးတော့ဗက်ပြောင်းလာခဲ့တဲ့ဘူကြီးအရာရှိတွေစစ်တီတွေရှိပါတယ်သူတို့ပြောပုံရဆိုရင်အောက်ကနေရဟန်းရောအဲ့တော့အာပီဂျီတွေဆက်လက်တွေနဲ့ပြန်ပြစ်လို့လူတဝက်တဝက်လောက်ပဲတဝက်တစ်ပြက်လောက်ပဲချလို့ပြီးသေးတယ်ချက်ချင်းလဲပြီးပြန်ပြေးရတဲ့ဖြစ်စဉ်တွေထိရှိခဲ့မှုပါတယ်။တခုတော့ရှိပါတယ်စစ်ဘုံချုပ်တရား လူသစ်စစ်သားတွေကိုနှစ်နှစ်တာကာလအတွင်းတပ်နေပြော်ပြီးစစ်တိုက်တော်ရမယ်ဆိုတဲ့ပုံစံမျိုးနဲ့တစ်ဖြည်းဖြည်းချင်းစီးအောင်လာတာကိုတွေ့ရပါ။ဘာလို့လဲဆိုတော့ဟဲ့အောင်နေမင်းတို့လေကြီးခုံပါလားလူငယ်တွေကလေးတွေပေါ့နော်မလုံဘူးတဲ့အရွယ်မျိုးဆိုတော့လှုပ်ချင်ကြတယ်။အဲသူတို့ပြောမှာပေါ့အဲအောင်နေမင်းတို့ PDF တွေဘလို့ဆွားဆွားမင်းတို့လိုမျိုးလေကြီးကတော့မခုံဘူးကွာ။အဲအဲ့လိုမျိုးသူတို့တွေဒီခိုင်းလို့ကောင်းအေးဘယ်သူကတော့ နောက်မှခုံရမယ်ပေါ့နော်ဟိုကောင်ကတော့ခုံမိသားအဲအဲ့လိုမျိုးသူတို့ရဲ့စိုက်ဆွမ်းအားကိုတက်လာအောင်ဒါဘိုင်းရတီးသွင်းပေးနေခြင်းဖြစ်တယ်လို့တော့ကျွန်တော်တို့ကယူဆပါတယ်ဘဝတိုင်းအတွင်းမှာတော့ထောင်ကနေတရားရုံးထုတ်တဲ့တရားခံကိုကယ်ထုတ်နိုင်တဲ့ဖြစ်စဉ်ကတော့ချီးကျူးရမှာဖြစ်ပါတယ်အဆိုပါလမ်းကြောင်းဟာစစ်တပ်ရဲ့အကြမ်းဖက်လေတဲ့အတွက်လေရင်ဘုံးကြီးအဓိကတည်ဆောင်နေတဲ့လမ်းကြောင်းကြီးဖြစ်ပါတယ် ကျွန်တော်ဟိုးရေကလေးကပြောခဲ့ဦးပါလေအဲ့ဒီလမ်းကြောင်းစိတ်ဖြူကစွမ်းမအခြေဆိုင်အမှန်နဲ့စက်ပြီးကာကွယ်ရေးတည်စည်းဆက်ရုံကနေနောက်ဆုံး finisher ထုတ်လုပ်လိုက်သမျှဘုံကြီးတွေကိုမကွေးနေတဲ့သူကုန်းကြောင်းကနေဓာတ်ရိုက်ပို့ဆောင်တဲ့တစ်ခုစီးသောလမ်းပါကြီးဖြစ်ပါတယ်၎င်းလမ်းမကြီးဟာရခင်ရောင်မန်းလေးလောင်းရဲ့အစိမ့်ပိုင်းဖြစ်ပေမဲ့အမြန်လမ်းပါကြီးဖောက်လိုက်တဲ့အခါမှာတော့နမ်ပေါက်လမ်းကနေတစ်ဆင့်ရင်းတော်ဘက်ကိုပြန်တက်သွားတဲ့အတွက်ဒီဘက်ခေတ် တော်ယုံခီးတဲ့တင်ကားတွေမတုံးရတော့ဘူးဖြစ်ပါတယ်။အဲ့ဒီလမ်းကြောင်းကိုတော့ကျွန်တော်စာပေးစာယူတက်ခဲ့တဲ့၃နှစ်လုံးလုံးတောက်လျှောက်တောက်လျှောက်နေပါအသွားပြန်စိတ်တိုင်းကြသွားခဲ့လာခဲ့ဘူးပါလေ။ဘာလို့လဲဆိုတော့အဝေးတင်တက်တော့ကျွန်တော်စိတ်ထဲမှာတက်ဆင်းခဲ့တာကမကွေးတက်ကတူဖြစ်ပါတယ်။ဒါပေမဲ့အဲ့ဒီခေတ်တော့အချပေးတဲ့အကြောင်းမှာအ ਨੇ ဆုံးတစ်နှစ်တက်ရတယ်စနစ်ဆိုတော့ရင်းနှံကြောင်းကနေကျွန်တော်လဲဆက်ပြီးတော့မပြောင်းပြစ်တော့ပါဘူး။ဒါပေမဲ့ ကျွန်တော်တို့မျိုးပေါ့နော်ကျွန်တော်တို့နယ်မျိုးလေးကတမျိုးတည်းသားတွေကမကွေးမှာတက်ကြတာများပါတယ်အဲ့ဒီခေတ်တုန်းကဆိုင်ကယ်လေးနဲ့ပါတပတ်ဆိုရင်၃၄ခေါက်လောက်တော့ရင်နာကြောင်းအသွားပြန်လှုပ်ပြီးတော့အဲ့တော့ဂေါ်လီရိုက်နေပါနော်အဲ့တော့အဲသွားလာနေခဲ့ဘူးတာဖြစ်ပါတယ်အဲ့တော့ကလည်းကျွန်တော်တို့ဒီဒေါင်းနေချောင်းတရားကြီးမလောက်ပါသေးပါဘူးနောက်ပိုင်းကျွန်တော်တို့ဒီမကွေးရနေပေါ့နော်အလဲပိုင်းတိုင်းစစ်ဌာနချုပ်မန်လေးကိုခီးတယ်ရင်နဲ့ပဲဖြစ်စေ အဲကျွန်တော်တို့ကိုယ့်အစီအစဉ်နဲ့ကိုယ်စစ်ရင်လည်းပဲဖြစ်ဖြစ်အရရင်လည်းပဲဖြစ်ဖြစ်သွားရတဲ့အခါမျိုးတွေမှာဆိုရင်လည်းကျွန်တော်တို့တောက်လျှောက်အိုင်လန်ယူသွားခဲ့ဘူးပါတယ်ဒါကျွန်တော်တို့ကြောင်းတဲ့တဲ့တန်ရောစီဆိုရင်တော့ပဲရင်နာကြောင်းကိုရောက်တော့မယ်ဆိုရင်ကျွန်တော်တို့ဟာငါတို့တက်ခဲ့တဲ့ကြောင်းဆိုပြီးတော့ဒါလူလေးရဲ့စိတ်ကအဲ့လိုမျိုးပေါ့နော်ချက်သွားခဲ့တာဆိုတော့အဲ့ပဲကြောရတော့အခုဒါကျွန်တော်ပြောပြနေရင်းနဲ့ကိုပဲမျက်လုံးထဲမှာမြင်ပြီးကိုယ်ကိုယ်ကွက်ကွက်အမှတ်မိပါသေးတယ်အဲ့တော့ကျွန်တော်ဒီတောင်းနေချောင်းရေကြတဲ့အချိန်ဆိုရင်ကျွန်တော်တို့ထွက်တာပေါ့နော်အရင်ကသွန်ဆက်နေနေဆွဲရ ပေါ်ရတယ်ဆိုရတယ်အဲ့မှာ6မိမအဲ့ကိုယ့်အလက်မရောက်သေးဘူးဆိုရင်ကျွန်တော်တို့6မိမထမင်းဆိုင်လေးတွေမှာစားပြီးတော့စောင့်ရတာပါအဲ့တော့ကဒေသခံတွေပေါ့နော်6ရေကြပြီဆိုရင်ဒေသခံတွေလာရောက်နေလက်လက်ဆက်ဆက်ဟင်းရတာလေးတွေတောင်အခုပြောနေနေတဲ့သတိရမိပါသေးတယ်ကျွန်တော်တို့ဒီမကွေးချင်တာကြောင့်6လမ်းလိုက်ဟာဒီတောင်ကုန်းလေးတွေနဲ့အစင်းတဲ့လှိုင်းစီးနေတယ်လို့မောင်းရတာဖြစ်ပါတယ်ကျွန်တော်တို့ဘေးပြန်ညာကတော့အညာတရုတ်တကံအတိုင်းခန်းတော့နဲ့ဖုံးစိုးတွေကများပါတယ် ယခုပြည်စင်ကိုကြည့်လိုက်မယ်ဆိုရင်ကျွန်တော်ဒီအကြမ်းဖက်တာဟာလူဦးသူရဲကောင်းတွေကိုနှစ်ရှည်ထောင်တန်းချမှတ်နိုင်တဲ့ပုံမှန်ပေါင်းများစွာတက်ပြီးတော့တရားစွဲထားတာကိုတွေ့ရပါတယ်2029ခုနှစ်ကလေးအမှုကို2025ခုနှစ်ထိအမိတ်အပြတ်မချသေးလဲရုံးထုတ်စစ်ဆေးနေတာလည်းဖြစ်ပါအနည်းသာဆုံးမြို့နယ်တွေဖြစ်တဲ့မကွေးနဲ့ရေနံကျောင်းမှာတောင်ရုံးထုတ်စစ်စစ်ခြင်းမပြုပါဘူးကျွန်တော်တို့မကွေးဆိုရင်လည်းဒါခရိုင်စစ်တိုင်းစစ်မြို့ဖြစ်ပါတယ်ရေနံကျောင်းကတော့ကျွန်တော်တို့ဒီခရိုင်စစ်မြို့မဟုတ်ဘူးပေါ့နော်မြို့နယ်စစ်ပဲအဲ့တော့6ခရိုင်ထိ သွားပြီးတော့ဒါမူလသူစစ်တပ်ရဲ့အစိုးရဆိုပေါ့နော်သူအခင်းဖြစ်ွားခဲ့တဲ့မြို့နယ်မှာပဲဒါပို့ပြီးတော့ပြန်ပြီးတော့ခေါ်ဆောင်ပြီးတော့စစ်ဆေးတာကိုကြည့်ရခြင်းအပြင်ကျွန်တော်တို့ဒီအစိုးရနိုင်ငံရေးအကျဉ်းသားအကျဉ်းသားကိုပေါ့နော်အစိုးရနိုင်ငံရေးအကျဉ်းသားကိုဘယ်လောက်ဒီအရေးပါလဲဆိုတာဒါကျွန်တော်တို့ခံမှန်းလို့ရပါချောင်းမျိုးတော်ဝင်ကိုလုံးကြံတက်ပြနိုင်ခဲ့တဲ့အမှုနဲ့ဆက်ဆက်ပြီးနှစ်ပေါင်း230ကျော်ပြည်တံချမှတ်ခံရနိုင်တဲ့လူဦးသွေးကောင်တူဖြစ်ပါတယ်။ မျိုးတော့ခွင့်စိုးလို့မကြီးပါနဲ့ဒါကျွန်တော်ဒီစီမင်းတရားကော်မတီဥက္ကဋ္ဌဆိုရင်ဒါကျွန်တော်တို့ဒါမြို့ရင်းမှာဆိုရင်တော့ဒါမြို့တော်ဝင်လို့ဒါခေါ်ကြတာဖြစ်ပါတယ်။၆မြို့ကလေကျွန်တော်တို့ဒေါင်းနေအကျင်းထောင်ထိသွားမယ်ဆိုရင်ကျွန်တော်တို့လမ်းတစ်လျှောက်မှာလုံုံရင်းဂိတ်တွေကမူလာလမ်းခွဲဆလီဆလီမူလာလမ်းခွဲပြီးရင်ကျွန်တော်တို့ဂွေးကြော်လမ်းခွဲဂွေးကြော်ကတော့ကျွန်တော်တို့ကြောက်တောင်းလမ်းခွဲပေါ့နော်။ဂွေးကြော်လမ်းခွဲနဲ့ရင်နံကျောင်းဘက်အထွက်ကျွန်တော်တို့အမှတ်89ချီလင်းတိုက်ရင်ရဲ့လမ်းလုံုံရင်းဂိတ်တွေကအကြီးမားဆုံးဖြစ်ပြီးအကျင်းထောင်နဲ့မြင်မြင်ချင်းဆိုင်အမှတ်25 ရဲတရင်ဟာလည်းတောင်းလေတောင်းတရာကိုဘက်ထိတ်ဒီဘက်ထိတ်ကိုအင်အားအပြည့်ချထားတာကိုတွေ့ရပါတယ်။တော်လိုင်းတပ်ဖွဲ့တွေဘက်ကတော့အချောက်ရင်နာကြောင့်မကွေးလမ်းပိုင်းမှာကြားပြတိုက်ခိုက်နိုင်ခဲ့တယ်လို့ဖော်ပြထားပြီးလုံခြုံရေးရနေရာအသေးစိတ်ကိုတော့ထည့်သွင်းထားခြင်းမရှိတာကိုတွေ့ရပါတယ်။မြေပြင်တွင်ဒေသခံတွေပြောပြခြင်းအရာဝေးလုံးနဲ့ရင်နာကြောင့်ကြားအော်လာတော့ဝင်းကျင်မှာဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်ပါတယ်။ဝေးလုံးအကြောင်းလေးကတော့ကျွန်တော်တို့ပြီးခဲ့တဲ့ရက်တွေတုန်းကပြောခဲ့ဦးပြီဖြစ်ပါတယ်။လားတစ်ချက်ကတော့ကျွန်တော်တို့ စစ်ရေးအနေထားအရာကြည့်မယ်ဆိုရင်စုံလန်းတာကောင်းမယ်ဆိုရင်ဘေးနေရာလုံး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 ကောင်းတဲ့နေရာတွေကြီးဖြစ်ပါတယ်။စော်လန်းရေးဘွဲ့တွေဟာဒီလိုယာစီဥရုမှာကျွန်တော်တို့ဇရင်းလက်ဦးမှုရယူပြီးတော့နေရကြာစောင့်ကြိုတိုက်ခိုက်နိုင်ရတဲ့ဖြစ်စဉ်ကတော့တကယ်ချီးကျူးလေးစားရမှာပဲဖြစ်ပါတယ်။နောင်များဆိုရင်တော့အကျမ်းပြတ်တဲ့ဟာလေရင်ဘုံကြီးတွေကိုအစောပါလမ်းကနေရဲရဲဝုန်းဝင်တင်ဆောင်ရဲတော့မှမဟုတ်တော့ဘူးဖြစ်ပါတယ် မကွေးကဆိုတော့သတိတောင်ရမိပါသေးတယ်အဲ့ဒီမျိုးမှာလဲတစ်ခေတ်တစ်ခါက river view လို့ခေါ်တဲ့မိုနာလီစာစားတော့ဆိုင်တို့ကောင်းမွန်ကုန်တိုက်တို့ဟာတစ်လတစ်ခါလက်ပတ်ဆရာနေရာဖြစ်ခဲ့ပါအဲ့မိုနာလီစာကျွန်တော်တို့၆မှာလဲရှိတယ် river view ဆိုပြီးမကွေးမှာလဲရှိတယ်အဲကောင်းမွန်ဆိုလို့ကောင်းမွန်ကကျွန်တော်တို့ဒီအခုနောက်ပိုင်းမှာတော့ကုန်တိုက်ပေါ့နော်ကျွန်တော်တို့ဟိုရင်တော့ဆိုရင်တော့မကွေးပြန်လက်ဆောင်ဆိုရင်ကျွန်တော်တို့ကောင်းမွန်တို့ရုံနကောင်တို့အဲ့ပဲလိတ်နှမ်းလိတ်ပေါ့နော်အဲ့ယူတွေကဒါလက်ဆောင်မှာအဲ့ဘက်ကလည်းကျွန်တော်တို့ဒီပဲဒီ မြေပိုင်းပေါ်တဲ့ယာစီဆိုရင်တော့ပဲစီကတော့ဘာစစ်တယ်မမေ့ပါနဲ့ကျွန်တော်တို့ဒီမခွေးမှာမြို့မစေးပြီးရင်ဒီဘက်ကန္နာဘက်ကမြို့မစေးမဟုတ်ကျွန်တော်ရံပယ်စေးဆိုတာရှိသေးတယ်အဲ့ရံပယ်စေးကနေပြီးတော့ကျွန်တော်တို့အမှတ်121ထောက်ပံ့တဲ့ပို့ဆောင်ရေးစခန်းကိုသွားတဲ့လမ်းကြားမှန်သမျှမှာဒီဖြာကြိုင်းတွေနဲ့မြေပဲတွေခင်းလာတာလမ်းပြင်ဒီမှာကျွန်တော်ကားထောင်မနဲ့ရှောင်ပြီးတော့မားပါပါလေအဲ့ဒီမျိုးလေးကိုတော့ကျွန်တော်စီရီယမ်လုပ်ခဲ့တဲ့2021ခုနှစ်မတ်လအတွင်းမှာ9နာရီနီးပါးနားခွင့်ချက်သန်းခွင့်ရခဲ့တာတော့ နောက်ဆုံးပဲဖြစ်ပါတယ်။ဒါပဲပြောပြောဖန်ကားမီကနေစစ်တိုင်းမှုတွေကိုချိန်ချောင်းနိုင်ခဲ့ပြီလို့ဆိုရမှာဖြစ်ပါတယ်။စောမျိုးနယ်မြောက်ပိုင်းကြောက်တိုင်ခင်းနဲ့ဖလန်ခိုင်းကြားအင်အားစီစဉ်စစ်ကြောင်းတခုလှုပ်ရှားနေတဲ့တာတွေ့ရပြီးအဆိုပါစစ်ကြောင်းဝင်ရောက်မဲ့နေရာတွေကိုစစ်တပ်လေးကြီးနှစ်စီးနဲ့ဒုံးချတိုက်ခိုက်မှုတွေပြုလုပ်နေတာကိုတွေ့ရပါတယ်။ဗရန်ဒန်ရဲ့အတွင်းမှာတော့အင်အားပြည့်တင်ဆောင်လာတဲ့အရရင်သုံးစီးဟာငဖဲကနေတစ်ဆင့်အမှတ်905အမြောက်စစ်စင်ကိုကဲမှုဌာနချုပ်အတွင်းသို့ဝင်ရောက်လာတာရှိခဲ့ပါတယ်။ ရှမန်နေမနေ့မှာတော့အင်အားစီစဉ်အရရင်ငါးစီးဟာအမှန်905အမြောက်စစ်စီကုကဲမှုဌာနချုပ်ကနေဇင်မျိုးရွာကနေတစ်ဆင့်အမ်ဗရန်လန်ဟောက်တိုင်းနိုင်ငံတောင်မို့စက်သွားတာကိုတွေ့ခဲ့ရပါစတိမ်မောင်ကလမ်းလိုက်ဟာကန်တုတ်လမ်းဆုံးပဲချမ်းစူပရောင်းကြီးရွာဝင်းကျင်မှာတော့အင်အား40ခန်းရှိတဲ့စစ်ကြောင်းဟာလှုပ်ရှားခြေပြုတ်နေတဲ့ရှိတာကိုတွေ့ရပါတယ်စကိုင်းတိုင်းချောင်းမြို့နယ်တွင်ဟာရေပိုးစားငရှန်နဲ့နိုင်ငံကြီးရွာတွေကို အကြမ်းတ်တရဲ့မြေပြင်စစ်ကြောင်းတို့ဝင်ရောက်လာဖို့ရှိတယ်လို့သိရှိရပါတယ်။နိုဝင်ဘာလ17ရက်နေ့ကစလို့ကမ်ဘလူခေဦးစားကနေပြည်တော်ကိုအင်အား300ဝန်းကျင်ရှိတဲ့စစ်ကြောင်းတစ်ခုဝင်ရောက်လာခဲ့တာရှိပါတယ်။အကြမ်းတ်တကာဘိုးအောင်သာယာအစရှိတဲ့ကြေးရွာတွေမှာပြည်လို့စစ်စခန်းတွေခြေကုပ်ယူထားပြီး300ဝန်းကျင်ပတ်လည်စစ်ကြောင်းတွေထုတ်ပြီးစိုးမိုးနိုင်ဖို့ကြိုးစားလာတာကိုတွေ့ရပါတယ်။ ကျော်လာရေးတပ်တွေကလည်းကြားမဲ့တပ်တွေခြေကုပ်ယူထားရနေပြည်တော်အထိအစီအရေးအရချိန်ချောက်လာနိုင်တဲ့အတွက်ခြေတန်းကနေပြန်လဲရောက်ရှိလာတဲ့အမှတ်33ခြေလင်တပ်မဌာနချုပ်ရဲ့လက်အောက်ခံတပ်တွေနဲ့စစ်ကြောင်းတို့ဝင်ရောက်လာခြင်းဖြစ်ပါတယ်။လက်ရှိနေတာကတော့ကံဘလူခေဦးနယ်စပ်အစကကြောက်တိုင်းကြည်စုပေလိုင်းငယ်မုံလစတဲ့ကြီးရတွေဘက်ကိုစစ်ကြောင်းတို့ဝင်ရောက်လာနေတာကိုတွေ့ရပါတယ်။ ဒေသခံတွေကတော့အကမလို့ခင်ဘူးအဆက်အလေးမျိုးတွေမှာအကျန်းဖက်တိုက်ရဲ့ခြေကုပ်စကန်းတွေနေရာယူလာနိုင်ခြင်းရှိနေတယ်အဲ့လိုခံမှန်းနေကြပါလေမင်းကြီးမျိုးနဲ့လောင်းပြေရွှေမော်ကိုပေါင်900ဘုံနှလုံးကျဲချတိုက်ခတ်ခဲ့မှုကြောင့်အထူးကအသေးဆုံးညားနိုင်တယ်လို့ကနဦးသိရှိထားပါကလေးတန်းနယ်ကိုဒုချုပ်စိုးဝင်းတစ်ဖက်ကြောင့်ရောက်ရှိခဲ့တယ်ဆိုတာကတော့အတီးပြုတ်လို့ရပြီဖြစ်ပါတယ်စိုးဝင်းဟာဟိုလွန်လေခဲ့သောနှစ် ်မော်လညာကြီးစီအပြီးတဲ့ကအတွင်းကြေတိုင်ဟာရရှိခဲ့တာမို့လူလုံးသိပြီးဆက်မပြရဲတော့တာကိုတွေ့ရပါတယ်လက်မကြောင့်ကြီးစီမှာဒုတိယဆက်မဲ့ရေးရလုံးရောရရှိကြောင်းဘိုးချုပ်မင်းသူလိုက်ပါလာခဲ့ပြီးအနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်စစ်တိုင်းမူဝက်ဘလူးမျိုးမင်းတို့ကိုနှအုံဖုံးခါနေခြင်းဖြစ်ပါတယ်လက်တော်မလွန်စေနဲ့နော်လက်လွန်တော့မယ်လို့သတင်းတော်ကြားနေရပါတယ်ဘာကြည့်လဲဆိုတော့တိုင်းစစ်ဌာနချုပ်စေဦးစီးမူ ်တတရာတန်းဘုံကြီးတယောက်ဝေကြီးလုံးစမ်းမှုအလွန်မင်းဖြစ်လာတာကိုအစာဆွဲထုတ်ရာကနေမိကိုကျွတ်လျှောက်တတိတိုင်းနဲ့မော်စကိုခြေအောင်ရတော်မယ်အနေသားနိစရီပြီလို့သိရှိရပါတယ်ပြောရရင်တော့အာဂရီမူတိုင်းသာအရေးယူမယ်ဆိုရင်အလန်းနိုင်အောင်ကြာမှာမဟုတ်ပါဘူးစကိုင်းတိုင်းတွင်စေရရှုံးနေမှုတွေဇက်တိုက်ဇက်တိုက်ဖြစ်ပေါ်နေလို့ဒီလိုမျိုးရှုံးမဲမဲရခြင်းဖြစ်ပါတယ်။ကဲစေရရကောင်းမွန်တဲ့အောင်ဖြစ်လာတဲ့ကြံဖြားကြားဖြတ်ဇတဟ အရှိတော်မင်းနိုင်စစ်သားနာချုပ်စစ်တိုင်းဟူကြော်လင်းမောင်ဆိုရင်အရေးယူရဲဆိုရင်ရပါပြီ။ကြံဖြားကိစ္စနဲ့ဒါပေမဲ့အရေးမယူသေးပါဘူး။ဒါပေမဲ့မကြပါဘူး။သူလဲယူတော့မယ်လို့နှိစနေနှိစနေပါပြီ။ပြစ်ဖဲခေါ်မလားခေါ်ဖဲခေါ်မလားခြူစီခေါ်မလားအဲအ ਨੇ သောတိုင်းမှုတယောက်တော့စရေခံရမယ်အနေဒါရှိနေပါလား။ဆက်ရရင်စိုးရင်းအဓိကလာရင်ကိစ္စကတော့အချင်းကြီးရဲ့စစ်စေးကိုအနီးကလာရောက်ညွှန်ကြားခြင်းဖြစ်ပါ မော်လမြိုင်ကလေဒေါနာတောင်ရောကိုကြော်ဖြတ်မဲ့အောင်စရစစ်စီဒီဇိုင်းကာလာအနေထားဆိုရင်တော့လက်ဖက်ချောက်ကြီးရဲ့လက်ကြီးရဖလန်းဟာရေခဲတာဖြစ်နေပါလိမ့်မယ်ဒီဇင်မာရောက်ခါနေပြီဆိုတော့တကယ်လဲရေခဲတော့မှာဖြစ်ပါဂျမန်နေမနေဆိုမှာတော့တိတိမျိုးနဲ့အရှိတောင်ကျန်းတနေရာမှာရက်130တိုက်နေရင်းနဲ့နေချောင်းတိုက်ခိုက်မှုပြုလုပ်ခံရရပါတယ်။ဘခုတိုင်းတောင်ကျန်းသန်းနေမျိုးနဲ့ဘုံမတိတောင်ဝင်းရင်တဝိုက်ကိုဒေသကုကဲရှိဌာနချုပ်ပြည်ရဲ့စီရေးစီမံတစ်ခုရှိနေပါတယ်။ ရေပြင်းစစ်ကြောင်းဝေရောက်လာနိုင်ခြေရှိတယ်လို့လေကြောင်းတိုက်ခိုက်မှုဟာပြုလုပ်လာနိုင်တာမို့ဒေသခံပြည်သူတွေအနေနဲ့သတိထားကြဖို့လိုအပ်ပါတယ်လေကြောင်းတိုက်ခိုက်မှုဆိုတဲ့နေရာမှာစစ်တပ်လေပြီးဂျိုင်ရိုကော်ပိုရာဆရာတွေလည်းအကျုံးဝင်ပါတယ်တာမီနယ်တော်မှကျင်းနေတဲ့မြေဆက်ဖယ်ကုံမြို့နယ်နောက်ဘက်ကျမှဖြစ်တွေ့တိုက်ပွဲပြင်းထန်နေခဲ့တာရှိပါတယ်စစ်တော်ဗီတွေကတော့၎င်းတို့ရဲ့အကြမ်းဖက်စစ်ကြောင်းကြောင်းကိုကရင်နီနဲ့ပူးပေါင်းတပ်တွေဘက်ကအင်အား၄၀၀ခန်းနဲ့ဝိုင်းပတ်ဖိတ်ဆုပ်ခံရရတယ်ဆိုပြီးအော်နေကြပါတယ် တိုက်ပွဲဖြစ်မဲ့ကြံသာစီလေးလေချောင်းပြစ်မှုဆိုပြီးချက်တင်တောင်းခံနေသလိုထဲကောင်ရှိပဲကံလွယ်စီရီကာလနတ်ဘောလုံးပိန်တော်ကိုပိန်ရကိုကုံဘောစင်ဖြူနောင်လိုက်လက်ထုံကဖုစတဲ့နေမြေတွေကနေလက်ဤလက်ဒိပီကင်းစီဘူးလပင်နဲ့လပင်တော်စတဲ့ကြီးရတွေကိုပြန်လဲထိတ်ထုတ်ဖို့တောင်းဆိုနေကြတာကိုတွေ့ရပါအဲ့လောက်သာလွယ်နေရင်လို့ပဲပြောရမှာဖြစ်ပါတယ် ကဲရနေတာတင်းတင်းနိုင်ညွန့်နေမောတော်ကနေဆုတ်ခွာသွားတဲ့ဒုတယမှုဦးစီးရဲ့အဖွဲ့ကတော့ကော်တောင်းကနေတဆင့်ကဲရနေတာတိုင်းစစ်တမ်းအားလုံးအခြေဆိုင်ညိမျိုးတို့ပြန်လဲရောက်ရှိလာပြီးအင်တာဗျူးပြေဆိုနေပြီဖြစ်ပါတယ်မောတော်မျိုးကိုပြန်လဲထိန်းချုပ်နိုင်ဖို့အတွက်နေเจ้าကနေအင်အားတွေချက်ချင်းပို့ဆောင်ပေးခဲ့သလိုနေเจ้าတိုက်ခိုက်မှုတွေလည်းထောက်လျှောက်ပြုလုပ်လျက်ရှိနေပါတယ် ပူပေါင်းတပ်ဖွဲ့တွေဟာတိန်ခေါ်မောတော်လမ်းပိုင်းကိုအပြည့်အဝထိမ့်ကျုပ်ထားဆဲဖြစ်တာကြောင့်စဲပြူနယ်တိန်ခေါ်ဝင်းကျင်တဝိုက်မှာနေ့စဉ်ချီးတွေ့တိုက်ပွဲတွေပြင်းထန်လျက်ရှိပါတယ်။အကြမ်းဖက်တပ်ရဲ့မြေပြင်စစ်ကြောင်းတွေဟာတော်လန်ရေးတပ်တွေကိုထိုးပေါက်နိုင်ခြင်းမရှိဘဲအထင်ကအကြုံကတော့နှစ်ဖက်စလုံးရှိနေတယ်လို့သိရှိရပါတယ်။ တရားကြောင်မျိုးနဲ့အတွင်းဟာမြေပြင်တိုက်ပွဲတွေကြောင့်လဲပလောနဲ့တရားဆောင်ကြက6ချောင်းစုံစီပြားဝင်းဝမင်းသက်ရငဲဘုတ်တော်နဲ့ဆင်တို့ကြီးရွာကြားခီးတဲ့တင်ကားတွေအစီးရီထောင်ချီပြီးပိတ်ဆို့လျက်ရှိနေပါသေးတယ်။ဒါကြောင့်ဆယ်စုနှစ်တစုနီးပါးရန်နာထားခဲ့ရတဲ့ဒဝယ်မြိတ်အမြန်ရင်ရင်တွေပြန်လဲပြေးဆွဲမှုတွေလှုပ်ဆောင်လာနေရပြီဖြစ်ပါတယ်။အဆိုပါရေချောင်းကြီးစဉ်ကိုမောတော်နဲ့ထီးကြီးနေစားခိတ်တွေဖွင့်လှစ်ပြီးနောက်ပိုင်းသွားလာတဲ့ဒေသခံတွေနှဲပါသွားလို့2016ခုနှစ်ကနေစလို့ ရန်နာခဲ့ရခြင်းဖြစ်တယ်လို့သိရှိရပါပဲအခုတော့မာလာကောင်းမှုကြောင့်နှစ်ပေါင်းများစွာဒေသခံတွေဟာနောက်ကို ပြန်ပြီးတော့ဆုတ်ယုတ်သွားရတဲ့အနေအထားတွေ့ရပါမန္တလေးတိုင်းညညခရိုင်နဲ့ညောင်ခရိုင်လမ်းပိုင်းကိုအချမ်းဖက်တိုက်ရဲစစ်ကြောင်းတွေဝင်ရောက်လှုပ်ရှားလာနေတာရှိပါတယ်ခရိုင်ချင်းဆက်လမ်းတောင်သားနဲ့ငယ်စရောက်ကြားညောင်တို့ကြီးရွာလမ်းတို့မှာရှိတဲ့ဒေသခံတော်လိုင်းအတပ်တွေရဲ့စစ်စေးခိစကံအဟောင်းတို့ကိုအစ်စ်ကောင်စီစစ်ကြောင်းတွေရောက်ရှိလာပြီးဓာတ်ပုံရိုက်နေတာတော့ရှိပါတယ် တွေ့ရတယ်ဓာတ်ပုံမှန်တမ်းတွေရဆိုရင်တော့အခိုင်မာခြေကုပ်စခန်းမျိုးမဟုတ်ပဲအကြမ်းဖက်တဲ့စစ်ကြောင်းတွေဝင်ရောက်လာခြင်းမရှိသေးရန်ရောင်ပြစခန်းငယ်တစ်ခုလိုသာယူဆရပါတယ်စစ်ကောင်စီဟာတောင်သာညာဦးနယ်မြေကိုအပြည့်အဝပြန်လည်ထိန်းချုပ်လိုရန်ရှိနေတယ်လို့ယူဆရပါတယ်မရေယာမျိုးနယ်ဂျင်းနသာရွာတဲမှာအခြေပြုခဲ့တဲ့စစ်ကြောင်းတွေဟာအုတ်ကန်ရွာအတွင်းသို့စုဖွဲ့ဝင်ရောက်လာခဲ့ပြီဖြစ်ပါတယ်အင်းကြီးများခြေစားအမှတ်1014လေးချောင်းရံကာဝေးတပ်တွင်ဟာစစ်ကြောင်းတွေအားလည်း ။နောက်လာမြန်ရွာတင်းတို့ပြန်လည်ထွက်ခွာလာခဲ့တာကိုတွေ့ရပါတယ်။စကြင်တော်ပဲချမ်းကိုရင်လေးတော်နီးမှာရှိတယ်။ခြေကုပ်စကန်းကတော့လက်နဲ့ကြီးတွေနဲ့ပြစ်ခတ်မှုတွေရှိနေသလိုစေကူးမျိုးနဲ့အတွင်းတို့ဒရုန်းသုံးမျိုးပြီးဒရုန်းဘုံသီးချပြီးတော့တိုက်ခိုက်မှုတွေပြုလုပ်ခဲ့တာရှိပါတယ်။လက်ကြီးမရီယာမျိုးနဲ့အတွင်းမှာတော့နေပြည်တော်တိုင်းစစ်တပ်နာချုပ်ရဲ့လက်အောက်ခံတပ်မတပ်ကျွန်တော်ရဲ့အမာခံခလာ65နဲ့ခမာ3နှစ်အမတ်30စစ်စစ်ရေးကုကဲမှုဌာနချုပ်ရဲ့လက်အောက်ခံတပ်တချုပ် လေချောင်းရှိတက်မာလေးရဲ့လက်အောက်ခံတက်တွေနဲ့အမတ်သတုံးတက်မတော်တန်းမြင့်လေးကျင်အကြောင်းရဲ့ထုံထုံစစ်ကြောင်းတွေရောက်ရှိနေတာဖြစ်ပြီးအင်အားကတော့အတန်အသင့်များတယ်လို့ဆိုရမှာဖြစ်ပါတယ်။ဘိုးဘုံမျိုးဘိုးပြန်နေတဲ့ကြောင့်မဲ့အချမ်းမဲ့စစ်ကြောင်းတွေကတော့ချမ်းလန်းဆုံးဤတို့ရောက်ရှိလာနေတာကိုတွေ့ရပါတယ်။ချမ်းလန်းဆုံးပြီးရင်ပစီတောင်းဒီကုန်းသာကုန်းမုံမြို့ဟောင်းစတဲ့ကြီးရွာတွေကိုဖြတ်ကျော်ပြီးပါကမိုင်းလုံးမျိုးတို့ ရောက်ရှိမှာဖြစ်ပါတယ်။ အကြမ်းဖက်တပ်ရဲ့စစ်ကြောင်းတွေဟာမိုးကုံမြို့အတွင်းသို့ဗင်ဘက်ကနေဝင်ရောက်သွားမှလဲတောင်နီကနေတစ်ဆင့်ကြက်ပြင်ဘက်သို့လဲဝင်သွားလို့လဲရသလို မိုင်းလုံလန်းကိုလဲအသုံးပြုမယ်ဆိုရင်လဲရနိုင်တဲ့အနေအထားမျိုးတွေရှိနေတာကိုတွေ့ရပါတယ်တကယ်လို့ကြက်ပြင်ဘက်ကသာထိတ်ထုတ်လိုက်မယ်ဆိုရင်တော့မိုးကုံတပိတ်ချင်းလမ်းကြောင်းကိုစစ်တပ်ဟာနှစ်ဖက်ညက်ပြီးပိတ်ဆို့လိုက်နိုင်တဲ့အနေအထားကိုရရှိသွားမှာပါနောက်ဆုံးအချိန်လေးကအချက်ဖက်တိုင်းရဲ့မိုးကုံမြို့ကိုဝင်ရောက်ရန်စုဖွဲ့ထားတဲ့တပ်တွေကတော့ အမဆက်တစ်စစ်စစ်ကိုကဲမှုဌာနချုပ်လက်အောက်ခံနီးလူဟာတစ်ခုနဲ့အင်အား900ဝန်းကျင်လောက်သာတွေ့ရှိရပါသေးတယ်။တွင်ငယ်ဘက်မှာစုဝဲထားတဲ့အင်အားကတော့ဘလောက်ရှိမလဲဆိုတာခံမှန်းနေရသေးတာဖြစ်ပြီးလက်ရှိအဆိုပါအင်အား900အနေနဲ့လောက်ကတော့မိုးပုံမျိုးပေါ်မှာလုံခြုံရေးယူထားနိုင်တဲ့အနေထားတဲ့မပေါ်ပါကြောင်းခံမှန်း30တင်ပြလိုက်ရပါတယ်ခင်ဗျာ။စလဲဆုံးနားတောင်ပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်။စိုက်ပွဲရှိရင်အောင်ပွဲရှိရင်